ားလုံးပဲမင်္ဂလာပါဗျ။အဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်တို့ကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့။နေနံတွေအတွက်။တနေ့ကနေတနေ့လာအင်္ဂါပြောကွာကျွန်တော်အခုဘုတ်တစ်ခုပြောဝင်ပါ။အဲနေသားသီးမှာကောင်းတဲ့ချိုတွေရှိတယ်။အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည်တယ်။ဒါကျွန်တော်အချင်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရတယ်။နားလေသွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်။ဘဝိုက်မှာဘလို့နေထိုင်မလဲဘလို့စားတောက်မလဲသိတဲ့ပုံစံမျိုးပဲဘေးထဲမှာလည်းအဲ့လိုသိတာရှိတယ်။ဘုဒ္ဓဖူးတွေစပြောအောင်။ဘုဒ္ဓဖူးတွေအတွက်ကောင်းတဲ့ဂျိုဟာရှိတယ်။ အာတင်းငုံတွေတင်းငားအကြပါပရိရဲ့တင်းငုံတွေတင်းလာအကြပါပရိရဲ့ဗုဒ္ဓဟူသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျိုတွေတကယ်ကိုအတွက်ကောင်းတဲ့အဖက်ကိုရသေးတဲ့ဂျိုတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကိုယ်ထိန်းချုပ်နေတာကတင်းငုံတွေပါဗုဒ္ဓဟူသားမီးတွေကိုအပေါ်ထိန်းချုပ်ပေးနေတာကကျွန်တော်တင်းငုံတွေအဲ့တော့တင်းငုံတွေဂျိုကအကောင်းဆုံးဂျိုတစ်ခုအနေနဲ့ဖြစ်တယ်ဘာလို့ဗုဒ္ဓဟူသားမီးတွေကတင်းငုံတွေဂျိုလိုအပ်တာလဲလိုအပ်တာလဲအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ် တော့ဗုဒ္ဓဘူသာမီးတွေထဲမှာအကုန်လုံးမဆိုလို့ဘုဒ္ဓဘူသာမီးဆိုတာကတော်တော်များများနဲ့လိုက်ရောညှိထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်အော်သူများနဲ့မအဆက်ကိုလောက်ညှိထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ရှိတယ်ဘုဒ္ဓဘူသာမီးတွေရာဂိုင်နှုံးအားဖြင့်တော်တော်များများနဲ့လိုက်ရောညှိထွေနေတတ်ကြတာများတယ်အော်အဆင်ပြေအောင်နေလိုက်တယ်ဟိုလူနဲ့အဆင်ပြေအောင်ပြောလဲဟိုလူနဲ့အဆင်ပြေအောင်ဟိုဟာဖြစ်တယ်အဲ့တော့ မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အားလုံးနဲ့တော်ယုံဟာတက်အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလူကိုလေချက်စရာကောင်းတယ်လို့ထင်နိုင်ရဲ့လူဟာတပိုင်းဘာကြောင်လူဘောကြီးပါကွာအားလုံးပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားရဲ့လူဟာတပိုင်းပေါ့အဲ့နှစ်ပိုင်းရှိတယ်ဘာကြောင့်ပဲကျွန်တော်တို့ကဘုတ်တခုသားသမီးတွေကိုအုတ်ချုပ်ပေးမဲ့လူဟာတင်းငုံနေတော့တင်းငုံနေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာကိုတင်းငွေကြိုးစားမာနာလို့ပြောတယ်တင်းပြောတင်းငွေကြိုးစားအကြီးအမှုကြိုး အဲတင်းဦးနေဆိုဆိုတာဥဆောင်နိုင်ဆိုတာမြန်မာရဲ့ဂျိုးဒါကြောင့်တင်းဦးနေဂျိုးအုပ်ဆိုးထားတာဖြစ်တဲ့တဲ့ဗုဒ္ဓဘူသားမိတွေဟာအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုရှိတဲ့လူတွေတခုခုမှမြင့်မြင့်မားမားတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်စေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုတ်ပြနိုင်နေဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်လေလေအားလေးနဲ့နေနေတာမျိုးတွေထက်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စိတ်နော်ခေါင်းဆောင်အရေးအသွေး တာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ဘဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဗုဒ္ဓဘုရားကြီးကအဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ်ပေါ်နေတာများတာဖြစ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြာသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကုန်နေရာထိမ့်မိတယ်ဒါတော့တင်ရဗုဒ္ဓဘုဖြစ်တဲ့ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေနော်စွမ်းအားတွေမာနာတွေဒါတွေရှိဖို့လိုတယ်နော်အဲ့တော့ဒါတွေရှိဖို့လိုတယ် ဒါတွေရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးဗုဒ္ဓဘူသာသမီးတွေကတနင်္ဂနွေကနဝင်းဖြစ်တဲ့အတွက်အဲတနဝင်းတနင်္ဂနွေကဘာကိုပြောတာလဲဆိုမိဖအကိုပြောတာမိဖကတနင်္ဂနွေကျိုးပိုင်တယ်နော်အဲ့တော့ဗုဒ္ဓဘူသာသမီးတွေကတနင်္ဂနွေအားကောင်းတာဖြစ်တဲ့အမိဖတွေရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပိ္ပခါပြုလို့မရဘူးနော်မိဘတွေပြောရတဲ့အချိန်မှာကိုယ်နဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်။အာမိဘပြောတာလကားပါကွာ။လူကြီးတွေဘာမှသိတာမဟုတ်ဘူး။အဲ့လိုပြစ်ပယ်တဲ့ဘုတ်ဖူတွေအဆင်မပြေတာများတယ်။ပေတင်းနှင်းကုန်တွေဆိုတာကျွန်တော်တို့က မင်းအစိုးရဥပဒေကိုရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်မလိုက်နာတာများလာရင်တစ်ချိန်ချိန်မှာအဲ့လူတွေကဒုက္ခရောက်တယ်ဘုဒ္ဓဘာသာမိတယ်မဟုတ်တာတွေလုံနေတယ်အောက်ဆိုက်တွေရှာနေတယ်ဟွာဒီယာတွေလုံနေတယ်ဒါပါတော့ဗျာမကောင်းဘူးမြောက်လေတာတိပြီးသားပါအဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမှမဖြစ်ဘူးဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်ဒါတော့ဘုဒ္ဓဘာသာမိဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်နာပါအဲ့ဒါတွေကိုလက်တသုံးကြလုံနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ဒုက္ခအကြီးရောက်လိမ့်မယ် အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောချင်တယ်နော်ဒီအချက်ကအဓိကဒါဘုရူသားမီးဖြစ်တယ်ဆိုရင်ဥဆောင်နံဆိုတာမြတ်မာရမယ်တာဝန်မှုတာဝန်ခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲအယမ်းမနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လက်အောင်ကြီးထွေနေတာနေတာတပိုင်းငါ့ကိုလာမထီးနဲ့ငါ့ကိုတော့လာမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါဦးမွေဟောက်မှန်သိအောင်တော့တခါတလေအမောက်ဖြစ်ထောင်ပြဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီအချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုပ်ပြီးတော့စီးပွားဆိုဘုရူသားမီးတွေရဲ့စီးပွားဆိုတာအကြတာပေးကျုပ်ပါ ဂျာပရီဂျာပရီဂျူဆိုတဲ့အတိုင်းပဲဗုဒ္ဓဘာသာအမိတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာ အကောင်းဆုံးပေါ့တခုခုကိုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာခါပါတော့ဗျာဟိုမြို့သီးကြက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတစ်လုံးလောက်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကိုထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ကွန်ပစ္စည်းထုတ်လုပ်မှုအပိုင်းကွန်ပစ္စည်း brand တခုကိုအရေးသွေးတခုထုတ်ပြရတဲ့အပိုင်း အဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တခုခုထုတ်လုံနိုင်စွာမြင့်မှန်မြင့်ပါတယ်ဒါကြောင့်ပဲဟုတ်ဘူးသားမီဒီယာအလုပ်လုပ်တဲ့နေရာတွေမှာ brand တခုတည်ဆောက်နိုင်တာကွန်ပီစီထုတ်လုံနိုင်တဲ့စွမ်းရည်မြင့်ပါတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုံနိုင်တဲ့အစွမ်းရှိကြတယ်နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူးတာဖြန့်ချီတာသူများတစ်ပိုပြီးဖြန့်နိုင်စွမ်းရှိတယ်ဒါဒီဈေးကွက်မှာဒီပစ္စည်းလေးတခုကိုကျွန်တော်ကအလုံးတစ်ထောင်ရောင်းကျင်တယ်နှစ်ထောင်ရောင်းကျင်တယ်သုံးထောင်ရောင်းကျင်တယ်သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ် သူတို့ဈေးကွက်စီးပွားရေးကိုနားလည်ပြီးရောင်းမယ်ဆိုဗုဒ္ဓဘုရားမြို့ကြီးက2300ကို order တွေတက်ပြီးတော့5ရက်နဲ့ရောင်းထွက်သွားအောင်လုံနိုင်တဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲဗုဒ္ဓဘုရားမြို့ကြီးကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကွန်ထရိုးလုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တခုတိဆောက်တဲ့အပိုင်းတွေနော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘုရားမြို့ကြီးကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတယ်တက်တဲ့ပညာကိုပြန်သင်ပေးတာတွေ နော်ပညာသင်တန်းတွေဖွင့်တာမျိုးတွေထားပါတော့အခုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါဆိုကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘလို့ရိုက်မယ်ဆိုတဲ့အကြောင်းတွေဘလို့ edit လုပ်မယ်ဆိုတဲ့အကြောင်းတွေနော်ဘလို့တိဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတက်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေပို့ထူသားမိတယ်စီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့အတွက်ဟိုတည်တည်မွားမွားလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘလို့ကြီးကြံအောင်ချဲ့မလဲဘလို့စိုင်ခွဲတွေဖွင့်မလဲဘလို့တစ်ခုနဲ့တစ်ခုပို့ပြီးတော့ လုပ်ငန်းမှာဟိုအကြီးအဖြစ်သွားအောင်လုပ်မလဲဒါဒီအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားအနေချက်ရှိစေတယ်ဆိုတာကဘုရူသားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုရူသားမိတွေရဲ့စမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အချိန်မှာတနင်္လာပိုင်တယ်တနင်္လာပိုင်တယ်တနင်္လာကကျွန်တော်တို့ကောင်းကင်ကလာမင်းအားလုံးလည်းသိကြတယ်အဲ့တော့ဘုရူသားမိတွေကကိုချက်ရတဲ့သူတွေကိုအိမ်အောင်ဘက်တွေကိုလက်ထွေရမယ့်လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စေခြင်းတယ် ပြောစေခြင်းပျော်နေတာကြိုက်တယ်အဲ့တော့ကိုချရတဲ့လူကမျက်နှာကြီးကတီကြည့်ပြီးအရန်ညူဆူနေတာရာရာစိတ်ကောက်နေတာရာရာစိတ်ချုပ်နေတဲ့ပုံဖြစ်နေတာအရာရာအလိုမကျနေတဲ့လုံဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့ကကြိုက်လည်းမရှိဘူးနော်မတို့စူးစမ်းကြရတာရှိမယ်ပင်မဖိုင်တာကြီးမှာပင်မပြောကြရှိလဲငါတို့အထူးထူးပြောကြမယ်ဆိုတဲ့စိတ်မျိုးရှိတယ်။ဒါအဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာအပြစ်တင်နေတယ်ကိုယ့်ဘောအရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုပုဒ်ထူသားမိတွေကမမြဲတာများတယ် ဟုတ်ဘုရားသားမီးတွေကကိုချစ်သူနဲ့အတူတူကပျော်ရွှင်နေတဲ့စိတ်ချမ်းသာနေကျင်တဲ့လူမျိုးတွေထားပါတော့ခီးသွားတာရှင်လားဟောက်တူသွားကြအောင်အာရှင်သွားတဲ့ခီးတမမလိုက်ချင်ဘူးအဲဒီလိုမျိုးဖြစ်တာများလာရင်အိမ်တော်ရေးမှာ divorce ဖြစ်ဖို့ဖြည်းဖြည်းနဲ့နီးလာတယ်လို့မှတ်ပါဘုရားသားမီးတွေကကိုနဲ့တသားလေးဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုနဲ့တကယ်ကိုဟိုပါဗောပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အဲ့ဒါကပိုကောင်းတယ်အဲပြီးတော့ဘုရားသားမီးတွေကအများအားဖြင့်ပြောင်းရွှင်နေတဲ့ချက်သူ အမြဲတမ်းကြီးလင်းလင်းနေတဲ့အချစ်သူဟိုခန္ဓာကိုယ်မှာလည်းရရင်ညက်ပတ်ရှုပ်ပွားနေတာမျိုးမကြိုက်ဘူးနော်ဒါကြောင့်ပဲဘုဒ္ဓဘုရားမိတွေကကိုချစ်သူကိုယူတဲ့အခါကျရင်လည်းတတ်တတ်ပြတ်ပြတ်ရှိတဲ့လူကြီးလင်းလင်းရှိတဲ့လူအသားကြီးဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဘူးဒါမဲ့မျက်နှာလေးကြည့်ပြီးတော့ဟဲ့အေးချမ်းလိုက်တာအဲ့တော့အရင်မချောရင်မဲ့သူမျက်နှာလေးကြည့်ရင်ငြင်းညံ့လိုက်တာအဲ့လိုလိုမျိုးရွေးချယ်ယူရင်အိမ်တော်ကြီးပို့တာရတယ်ပို့မြဲတယ်ဗောနောပို့ပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားစေချင်လို့ပြောတာပါเนาะအဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအနေအိမ်တော်ကြီးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်အိမ်တော်ကြီးပို့ပြီးတာရနိုင်တယ် လောက်ဆောင်တော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုအရှိန်တွေမပြောတော့ဘူးအခြားခြားတည်တည်တဲ့ခါကျရင်လည်းကျွန်တော်ဟိုအထက်ဆောင်မှပြအောင်နင်းချမ်းအောင်လည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးတွေပြောပြပါမယ်နော်အဲ့တော့ဗုဒ္ဓဘုရားမိတွေအားလုံးကိုကိုတိုင်းတိဆောင်နိုင်ကြပါစေဘလို့လုပ်ရင်ပိုကောင်းမလဲဆိုတာလေ့လာသုံးသပ်ပြီးတော့ဘဝကိုပိုကောင်းအောင်ဆက်ရှောင်နိုင်ပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ